ဓမ္မပရဒေသနာမှဓမ္မရတ္တနှင့်ဘဝသင်္ကန်းစာများမြတ်ဗုဒ္ဓဟောကြားတဲ့အဆုံးအမတရားတော်တွေဟာဘဝနဲ့ဆက်ဟပ်ပြီးဟောတာဖြစ်သည့်အတွက်ကြောင့်ဥဒ္ဓမလက်တွေ့ကြပြီးလိုက်နာဆောင်တဲ့အခါမှာလည်းပဲထူးခြားတဲ့အကျိုးကျေးဇူးတွေကို ဖြစ်ပေါ်စေတာပဲဖြစ်တယ်။ဒါကြောင့်မို့ယသဗျာရဲ့ဆုံးမတရားတော်တွေကိုနိုင်ယူရတာဟာမိမိတို့ရဲ့ဘဝအတွက်နေနေထိုင်နေဘဝခရီးရှောင်းလန်းနေကိုသင်ယူနေရတာ ਨੇ အလားတရန်တူတယ်ပေါ့ဘဝကိုဘယ်နည်းနဲ့ရရှိထားတဲ့ခရီးကိုဘယ်နည်းနဲ့သွားကြမလဲ အကျိုးရှိရှိဘလို့နေကြမလဲဆိုတာကိုအဖြေထုတ်ပြီးတော့ဟောကြားပေးတဲ့အဆုံးအမတရားတွေသာဖြစ်တယ်။ယုံကြည်ကိုးကွယ်မှုတသက်နဲ့ဆူတောင်းရုံတသက်နဲ့သွားရတဲ့တရားတွေမဟုတ်ဘူး။လောကမှာလည်းပဲယုံကြည်မှုတသက်နဲ့ကိုးကွယ်ဆူတောင်းရုံနဲ့ဖြစ်လာတဲ့အရာဆိုတာမရှိသလောက်ရှားပါဘူး။ ဘေးရပဲဖြစ်ဖြစ်ကိုယ်တိုင်ကြိုးစားအထောက်ကြရတယ်ဆိုတာလက်တွေ့အနေထားအပြင်လူတိုင်းသိနေကြတာဖြစ်တယ်သို့သောလူသားတွေဟာ အမှန်တရားကိုပိုင်ပိုင်ခြားခြားမသိလို့အကျိုးတရားကိုဖြစ်ပေါ်စေရတဲ့အကြောင်းတရားတွေကိုမှန်မှန်ကန်ကန်မသိလို့အာကိုယုံကြည်မှုတွေကိုသုံးချပြီးတော့ ဟုတ်လိမ့်နိုးနိုးနဲ့မျောကိုရတဲ့အချင်းကြီးကပါလာတာပဲဖြစ်တယ်ပေါ့ကိုကိုယ်တိုင်လှုပ်ဖို့ရာဖြစ်နေနေတတ်တယ်။ဘာပဲဖြစ်ဖြစ်အမှန်သိပြီးရင်ကိုကိုယ်တိုင်စူးစမ်းအထောက်ကြရမှာဖြစ်တယ်။ယသောဗျာဒေသနာတော်တွေဟာအလွန်ရှင်းလင်းသိတာထင်ရှားလှပြီးလူတိုင်းနဲ့သက်ဆိုင်တဲ့တရားဒေသနာတာဖြစ်တယ်။စာပေကျမ်းအနေမှာ ဆိုထားတဲ့စကားလေးဟာစတုပရိသတာတရဏာဟိဘဂဝတောဒေသနာရသော်ဗျာဟောပြောချက်ဟာဘိက္ခုလို့ဆိုရက်ယဟန်တွေကိုကြီးညွှန်းတာလည်းမဟုတ်ဘူးဘိက္ခုနီလို့ဆိုရက်အမျိုးသမီးယဟန်တော်တွေကိုကြီးညွှန်းတာလည်းမဟုတ်ဘူးဥပဒကဥပတိကာလို့ခေါ်တဲ့အမျိုးသား ကိုယ်ခွေစိတ်ကတူအမျိုးသမီးကိုယ်ခွေစိတ်ကတူတို့ရည်ညွှန်းတာလည်းမဟုတ်ဘူးဖေတရားဟောဟောအလုံးအတွက်ဖြစ်တယ်ဆိုတာထင်ရှားတယ်အစာအာဟာရဟာလူတိုင်းအတွက်တင့်နေရတဲ့အစာအာဟာရဟာပစုစားစားစားတဲ့သူကိုအစာအာဟာရကအကျိုးပြုမှာပဲဖြစ်တယ် ကဘာမှာဖော်ထားတဲ့ဆေးတွေဟာယောဂအလိုက်ဖော်ထားတဲ့ဆေးတွေဟာဒီလူရဲ့ယောဂမှာပျောက်စေတာမဟုတ်ဘူးဟိုလူယောဂကြောင့်မပျောက်စေဘူးလို့ဒီလိုမရှိဘူးဖော်ထားတဲ့ဆေးတစ်မျိုးဟာအလားတူယောဂမှန်သမျှဟာပျောက်ခင်းစေနိုင်တာလေကြည့်ပဲဖြစ်တယ်ညစောပြဟောတဲ့အဆုံးအမတရားတော်တွေဟာလူတွေရဲ့စိတ်ဓာတ်အင်အားစိတ်ဓာတ်ခွန်အားတွေနဲ့ စွမ်းအားတွေကိုပြည့်ပြည့်စေတတ်တာဖြစ်သောကြောင့်ကျမ်းမှတန်စွမ်းစေတတ်တဲ့အစာအာဟာရလိုပဲဖရာရဲ့ဆုံးမတွေဟာခွန်အားကိုဖြစ်စေမှာပဲဖြစ်တယ်ပေါ့ဖော်ဆက်ထားတဲ့ဆေးဝါးလိုအချိန်ဒီမကောင်းတဲ့ခန္ဓာကိုယ်မှာကုသဏမှာဖြစ်နေတဲ့ယောဂါစု စိတ်ထဲမှာဖြစ်ပေါ်ဆွဲကပ်နေတဲ့ မှားရင်နဲ့အကုသိုလ်တရားဆိုးတွေကိုဖဇုတဏ္ဍာကအကုသိုလ်တရားပဲဖြစ်ဖြစ်ဖယ်ရှားပေးနိုင်တယ်ဆိုရယ်စွာဤတတိရှိယောဂသည်ဘုဒ္ဓတဏ္ဍမှာဆွက်ကဆွက်ကထိုယောဂပြောက်ဖို့ဖော်ထားတဲ့စေတောက်သူတိုင်းအတွက်အကျိုးဖြစ်ထွန်းစေတယ်ဒီလူကတော့ဘုရားဘာသာဖြစ်လို့ပြောက်တယ်ဟိုလူကတော့ဘုရားဘာသာ မဟုတ်လို့မပြောက်ဘူးဒီလိုမရှိเสียရဘူး ဘသူပဲဖြစ်ဖြစ်အပေါ်ယံ၄ဘယ်ဒီဆိုတာခေါ်စရာမြတာထားတာပဲဖြစ်တယ်ခေါ်ဝေါ်စရာအတွက်သာတုံချဖြစ်တယ်တကယ်အတွင်နှစ်သာရာအလုံးဟာတူညီကြတယ်လို့သူတို့ဆိုလို့တယ်ပေါ့လူဆိုတာအလုံးဟာတူညီမှုတွေပေါ်မှာအခြေခံထားတာဒီနေရာမှာ တမားအဖြစ်ပြောမယ်ဆိုရင် unity in diversity ဆိုတာ unity ကတူညီတဲ့အချက် diversity ဆိုတာမတူတဲ့အချက်ဘယ်သူမှပဲဖြစ်ဖြစ်တူညီတဲ့အချက်ရှိတယ်လို့မတူညီတဲ့အချက်ရှိတယ်ကမ္ဘာမြေပေါ်မှာမွေးဖွားလာတဲ့လူသားအလုံးဟာ လူသားအဖြစ်ကတော့တူညီမှုတွေရှိကြတယ်မတူညီတာတွေရှိသလားလို့ဆိုမတူညီတာအပေါ်ယံပြောမယ်ဆိုရင် လူမျိုးမတူဘူးဘာသာစကားမတူဘူးเนาะအသားအရောင်မတူကြဘူးသဘင်အရောင်မတူမျက်လုံးအရောင်မတူမတူတာတွေရှိတယ်ထွားတာပုတာမတူเนาะအဲ့ဒါလို့မတူ껙ပြမှုတွေ diversity ဆိုရှိတာဘယ်မှာပဲဖြစ်ဖြစ်ရှိတယ်သို့သောလူသားဖြစ်ပြီးလူလိုသိတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ချင်းမှတူသည့်အတွက်ကြောင့်မြတ်စွာဘုရားဟောတဲ့အဆုံးအမသည် အလုံးအတွက်ဖြစ်တယ်အလုံးအတွက်ဖြစ်တယ်အလုံးဆိုတဲ့နေရာမှာယုံကြည်မှုနဲ့လိုက်လာလိုက်နာခြင်းသုံးတဲ့ပုဂ္ဂိုလ်တွေဆိုလိုတာကမယုံကြည်တောင်လိုက်နာခြင်းသုံးမယ်ဆိုရင်အကျိုးဖြစ်မှာလိုက်နာခြင်းသုံးမှုကပို့ပြီးတော့အထိကကြတယ်အရာတစ်ခုဟာဤစနစ်တစ်ခုမှန်ပြီဆိုလို့ရှိရင်ဘသူပဲလှုပ်လို့ အဲ့နေရမအကျိုးသက်ရောက်မှုဖြစ်တယ်။ဘာနဲ့ဥပမာတစ်ခုတူတော့ဆိုရင်လမ်းကြောင်းကြီးနဲ့ဥပမာတစ်ခုတူတယ်။ destination ဆိုရယ်ခီးဆုံးပန်းတိုင်ဟာဥပမာပဲပြောရမယ်ဆိုရင်ရှန်ကုန်ကလူတွေပြောမယ်ဆိုရင်ရွှေကုံဖျားရောက်တဲ့လမ်းရှန်ကုန်မြို့ထဲမှာရွှေကုံဖျားရောက်တဲ့လမ်းရှိတယ်မရောက်တဲ့လမ်းရှိတယ်။ရောက်တဲ့လမ်းပေါ်တက်ပြီးရှောက်မယ်ဘယ်သူရှောက်ရှောက်ရောက်မှာပဲ။ မရောက်တဲ့လမ်းကြောင်းပေါ်တက်ပြီးရှောက်ရင်တော့ဘယ်သူမှမရောက်ဘူး။နော်။အရေးကြီးဆုံးကတော့လမ်းကြောင်းကအထိကပဲပို့တယ်။လမ်းကြောင်းရှိရမယ်၊ရှောက်လှမ်းမှုရှိရမယ်။လမ်းကြောင်းတော့ရှိပါရဲ့လမ်းပေါ်မှာထိုင်မယ်၊လမ်းဘေးအိတ်နေမယ်ဆိုရင်လည်းမရောက်ပြောင်။ပြီးတော့လမ်းကိုပြောင်းပြန်ရှောက်သွားရင်လည်းမရောက်ဘူး။အဲ့လိုမျိုးလို့ပဲမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမအလုံးအတွက်ဖြစ်တယ်။သို့သော် မလျှောက်လန်းမှုဆိုရင်လည်းမရောက်ဘူးပြောင်းမြန်လျှောက်ရင်လည်းမရောက်ဘူးဒီလမ်းကြောင်းပေါ်မှာကျွကျဆာဆာလျှောက်လန်းပြီးတော့သွားမယ်ဆိုရင်ရောက်သွားကြမှာချစ်ပဲအကုန်လုံးဒါကြောင့်ရသော်ဗျာဆုံးမထားတဲ့ဓမ္မပရဒေသနာတော်တွေဟာအလုံးကိုဓမ္မရတ္တနဲ့ပြည့်စုံဓမ္မရတ္တဆိုတာဘာလဲဆိုရင် အမှန်တရားရဲ့စစ်မှန်တဲ့အခြေအနေတခုဟာဓမ္မရတာပဲမှန်ကန်မှုဆိုတာဘယ်တော့မှ စိတ်ပြည့်ဖွယ်ရအကျိုးလွယ်မားစေမှု ဖြစ်မှာမဟုတ်ဖြစ်စေမှာမဟုတ်ဘူးเนาะမှန်ကန်မှုဆိုတာလုပ်ရင်လုပ်တယ်လို့ဖြစ်သွားတာအဲ့ဒါမှန်ကန်မှုလို့ခေါ်တယ်အေးလမ်းစဉ်တစ်ခုဟာဒါလုပ်ရင်ဒါဖြစ်တယ်လို့ပြောထားတယ်တကယ်လုံးတော့မဖြစ်ဘူးဆိုရင်ဒါမှန်ကန်မှုမရှိဘူး မှန်ကန်မှုရှိတဲ့လမ်းစဉ်တစ်ခုဟာဖြစ်ကိုဖြစ်လာတယ်။အဲ့ဒါကိုပဲနေယနိကရသော်ဘုရားရဲ့ဒေသနာတော်မှာဘုရားကဟောတာရှိတယ်။နေယာတိတက္ကရတသမ္မာဒုက္ခခရယဘယ်လိုပဲဖြစ်ဖြစ်ဒုက္ခရဲ့အဆုံးသတ်ဖို့အတွက်လိုင်းနာကျင့်သုံးမဲ့ဆိုရင်ဒီတရားကထုတ်ဆောင်ပေးမှာပဲဖြစ်တယ်ပေါ့ဒီလမ်းကြောင်းကလွတ်မြောက်စေမှာဖြစ်တယ်လို့ဆို မျက်နာချင်းငယ်မရွေးလူမျိုးမရွေးဘာသာမရွေးဘု து အတွက်ဖြစ်ဖြစ်သာဝရမှန်ကန်နေမယ်တရားပဲဖြစ်တယ်ကိုလောကမှာတော့လိုက်နာခြင်းသုံးမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီဒေသနာတော့အပိုင်း20မြောက်ခရလေးတစ်ပုတ်ပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အဲ့ဒီခရလေးတစ်ပုတ်ဟာ စကလုံးလေး32လုံးပဲရှိတယ်နော်အလုံးအခရာ32လုံးနဲ့ရေးဖွဲ့ထားတယ်ခရလေးတပုတ်အတိဗေကလည်းအမတမယူတယ်ရှင်းတယ်လူတိုင်းနားလဲတယ်ကဲအရိယာလေးကိုရှေးဥစွာအရင်နားထောင်ကြည့်အပမတ်တော်ပမတ်တေတုတုတ်တေတုဘဟုစာကရော အပလတံဝတိကတောဟိတဝါယာတိသူမိထတောဒိဗေကအပမတ်တော ပမတ်တေသူသူများတကမေမေလျောလျော ရှိနေတဲ့အချိန်မှာ သူများတကဟာအပြောပါးရိနဲ့အလုံးမလုံးဖဲနဲ့မေမျောနေတဲ့အချိန်မှာမေလျောမှုမရှိဘဲနဲ့စဉ်းစားဉဏ်နဲ့ ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမိလျော့နေတဲ့ပုဂ္ဂိုလ်တွေကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်။ဒါရှင်းရှင်းလေးပဲလေ။အပျော်ပါးနေချာမှာပျော်လို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပျော်ပါးနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြားကြားနဲ့ကြိုးစားလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကို ခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီရှေ့ကိုအများကြီးကြော့တက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေတုဘဟုစာကရောအများတကအိပ်ပျော်နေတဲ့အချိန်မှာနုနုချာချာကြိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ခြံထားခဲ့ပြီးတော့သူဟာ အထွတ်ထိပ်ကိုရောက်သွားတယ်ကြော်တက်သွားတယ်သူဆိုဥပမာဘာနဲ့တူတော့ဆိုအပလတ်တံဝတိကတ်တော်မြင်းနှကောင်ဟာမကြမ်းမမာလို့ပိန်ပြီးအာကုန်ပြီးချိနဲ့နေတဲ့မြင်းကိုကြမ်းမတန်ဆွမ်းတဲ့ခွန်အားပြေဝတဲ့မြင်းကဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာ အခွန်ပလမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်သွားအောင်သွားတယ်ဆိုရဲထီဥပမာလေးနဲ့ဟောထားတာအဲ့ဒါဟာ level အလုံးအတွက်ဖေပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလုံးအတွက်ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်ဟုတ်သုံးဝင် စီးပွားရေးလုပ်တဲ့လူတွေတဲ့ချိမလားလူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲချိမလားပညာရေးကျိုးစားအထောက်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲချိမလားဘယ်လုပ်ဖယ်လုပ်လို့လူဘဝမှာလောကင်ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာဓိဋ္ဌိတနာတော်အရာအလုံးအကျုံးဝင်သွားတယ်သူကဟော မေလျောသူနဲ့မမေလျောသူမေလျောသူကို မမေလျောသူက ဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိတ်ပြောနေသူကို နိုးနေသူက ဖြတ်ကျော်ထားခဲ့မယ်နောက်ခြံထားခဲ့လိမ့်မယ်ရှစ်တက်သွားမယ်ရှားဓုကုံသိန်စီစဉ်ဥစ္စာအဖြစ်မြင်မာသွားမယ်ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရာမှာအများကြီးနောက်ခြံပြစ်ခဲ့မယ်ရှစ်တက်သွားမယ်ဒီလိုဆိုလို့ရတယ်